သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်တယ်မှာဒီကနေ့ဂျွန်လ20ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့တောင်ငူလိပ်တူလမ်းပိုင်းမှာစစ်တပ်ရဲ့633တပ်ရင်းမှရိတ်ခါပူပြီးပြန်လာတဲ့စစ်ကောင်စီရင်တန်းကိုတိုက်ခိုက်မှုစစ်သား9ဦးသေဆုံးပြီးခေရန်များတင်ဆက်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ် ဘကုတ်တိုင်းတောင်ကုန်မြို့နယ်တောင်ကုန်လိပ်တို့လမ်းပိုင်းမှာအကြံဖတ်စစ်တပ်ရဲ့6တုံးညာ3တက်ရင်းမှရိတ်ခါပူပြီးပြန်လာတဲ့စစ်ရင်တန်းကိုတိုက်ခိုက်ခဲ့ရမှာစစ်သား5ဦးသေဆုံးပြီးခဲယမ်းများတင်ဆက်ရရှိခဲ့ကြောင်းကဲနီတွိုင်းလိုက်စုံမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဇွန်လ18ရက်နေ့နနက်8နာရီဝန်းကျင်ခန့်မှာတောင်ကုန်လိပ်တို့လမ်းပိုင်းမှာရှိတဲ့အကြံဖတ်စစ်တပ်ရဲ့6တုံးညာ3တက်ရင်းမှရိတ်ခါပူပြီးပြန်လာတဲ့စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ကားစက်တစ်စီးပါရင်တန်းကိုထုံးဖို့ကြီးကြေးရအထွက်မှာတော်လိုင်းတပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ ရင်တိုက်ခိုက်မှုအတွင်အကြံဖတ်စစ်တပ်ရဲ့ကာတစီမှာထိုးဝါချောင်းရွာအနီးမှာတိမ်မောက်ခဲ့ပြီးရင်တန်းအတွက်လန်ကင်းလုံကျုံကြီးယူပေးနေတဲ့စစ်ကောင်စီတပ်သားများနဲ့ထိုးဝါချောင်းကြီးရွာမှာဝင်ရောက်တပ်ဆွဲထားတဲ့အင်အား40ကျော်ရှိတဲ့စစ်ကောင်စီတပ်သားများကိုပါတော်လန်ကြီးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ ရင်တိုက်ခိုက်မှုအတွင်းမှာအကြံဖတ်စစ်ကောင်စီတပ်သား9ဦးထပ်မင်းသေဆုံးသွားပြီး9ဦးထပ်မင်းဒဏ်ရာရရှိခဲ့ကအကြံဖတ်စစ်ကောင်စီဘက်မှ60မမဘုံဒီ9လုံး 5.56G 900လက်ပစ်ဘုံ3လုံး MG ပေါက်4ခုနဲ့14မိုင်း4လုံးတို့ကိုတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။ခွေးသေးတာထက်တိုးမရှိပါဘူး။စစ်ခွေးတွေဘက်ကပြန်လည်ပြစ်ခတ်ပါတယ်။ထိုးဝါချောင်းကြွားတဲ့ကနေအထိုင်ချတဲ့ခွေးတွေကနေပြန်ပြစ်တာပါ။လက်ရှိမှာတော့ထိုးဝါချောင်းထဲမှာခွေးတွေမရှိပါဘူး။ တောင်ကိုလိတ်တူအုံပြူသွာလာနေတဲ့ပြည်သူများအနေနဲ့တတိထားသွာလာကြဖို့နဲ့ကျွန်တော်တို့လက်နက်ခဲယံလိုအပ်ချက်များရှိနေတဲ့အတွက်ကြောင့်ကူညီပေးကြပါရန်ပဲပြောကြင်ပါတယ်လို့ကန်နီတွိုင်းလိုက်ဇုံမတာဝန်ရှိသူတို့ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို KNU တပ်မှနဲ့တရင်ကလက်အောက်ခံကန်နီဂျာဒေတာကာကွယ်ရေးတပ်ဖွဲ့နဲ့အတူတောင်ကိုခရိုင်ပြည်သူကာကွယ်ရေးတရင်3932တက်ခွဲ1နှစ်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးကြတာကတော့အေအေကတိမ့်ပိုက်ထားတဲ့မင်းပြမြို့နယ်ခမရ383တက်ရင်ကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်မှာအေအေကတိမ့်ပိုက်ထားတဲ့မင်းပြမြို့နယ်ခမရ383တက်ရင်ကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ထိခိုက်ပျက်စီးမှုများရှိကြောင်းဒေသတရင်ချင်းမြများကပြောဆိုပါတယ်။ ဇွန်လ19ရက်နေ့ည12နာရီဝန်းကျင်မှာမင်းပြမြို့အနီးရခင်စစ်ကောင်စီအထိုင်ချနေထိုင်ခဲ့တဲ့တုံးရှိတုံညတရင်အနီးတဝိုက်ကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းမင်းပြမြို့ခံတအုပ်ကပြောပါတယ်။မင်းပြမြို့ခံဒေသခံတအုပ်ကမင်းပြတုံးရှိတုံညတရင်အနီးတဝိုက်ကိုမနေ့ကဂျက်ဖိုက်တာနဲ့ဘုံကျဲခဲ့တယ်။အထိခိုက်အပျက်စီးတော့ရှိတယ်လို့သိရတယ်။တိုက်စုံးမှုကိုတော့မသိရသေးဘူး။တရင်အတိကျရဖို့ခက်ခဲနေတယ်လို့ပြောပါတယ်။ ဒါအပြင်စစ်ကောင်စီကတိုက်လေရင်နဲ့ပေါက်တော်မျိုးတွေကကြေးရွာတချို့ကိုလည်းဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းယင်းအခြေအနေနဲ့ပတ်သက်ပြီးထိခိုက်မှုအခြေအနေကိုတော့မသိရှိရသေးပါဘူး။ထပ်မံသိရှိရတဲ့သတင်းကတော့တောင်တာမှာအချင်းချင်းနှိပ်စက်တက်ဖြတ်ထားတဲ့ပြူစောတိရုပ်အလောင်းကိုတနက်တလက်ခေရန်များနဲ့အတူတင်ဆက်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတောင်တာမြို့နယ်မှာပြူစောတိအချင်းချင်းနှိပ်စက်တက်ဖြတ်ထားတဲ့ရုပ်အလောင်းတစ်လောင်းနဲ့အတူတနက်တလက်ခေရန်များမှာတင်ဆက်ရရှိခဲ့ကြောင်းတောင်တာပကဖမှတာဝန်ရှိသူတို့ကပြောကြားပါတယ်။ ယမန်နေ့ဇွန်လ19ရက်နေ့နံနက်ပိုင်းတောင်တာမြို့နယ်တနောင်းကုန်းရွာပြူစောတိမြဟာအနီးအနားမှာရှိတဲ့ကြေးရွာတရွာအတွင်းကိုဝင်ရောက်ပြီးပြည်သူလူထုပိုင်နေအိမ်များထဲမှပစ္စည်းများကိုဝင်ရောက်ခိုးယူခဲ့ကြောင်းထုံမပြူစကန်းတို့ပြန်လာစဉ်လမ်းမှာပြူစောတိအချင်းချင်းနှိပ်ဆက်တပ်ဖြတ်ထားတဲ့ရုပ်အလောင်းနဲ့အတူကာပိုင်အမျိုးအစားတနက်တလန်ကာပိုင်ကြီးအတောက်230ကြီးပေါက်နှစ်ခုတို့နဲ့အတူစွန့်ပစ်ထားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဘယ်လိုအကြောင်းကြောင့်တပ်ဖြတ်သွားတာလဲဆိုတာတော့တည်င်းအတိအကျမရဘူး။တိတ်ဆုံးပြူရဲ့နာမည်တွေလည်းမသိရဘူး။ ကင်းပုံးဝစ်စောင့်နေတဲ့ရဲဘော်တွေနဲ့လည်းတိုက်ပွဲမဖြစ်လိုက်ဘူးသူတို့အခြားလမ်းကနေပြန်သွားတာဆိုတော့လမ်းမှာပဲသူတို့အချင်းချင်းပြန်တက်ပြီးတနောင်းကုန်းရွာကိုပြန်ဆုတ်သွားတာသူတို့ကအနီးအနားကကြေးရွာတွေကိုရန်ဖန်ရန်ကထွက်ထွက်ပြီးတော့လူရက်တဲ့သဘောပါအင်အားကတော့40လောက်ရှိတယ်လို့သတင်းရထားတယ်။ဒါပေမဲ့40လုံးမထွက်ဘူး။10ယောက်ထွက်လိုက်၊15ယောက်ထွက်လိုက်၊9ယောက်၊8ယောက်ထွက်လိုက်နဲ့ထွက်တာလို့တောင်တာပကဖမှတာဝန်ရှိသူတို့ကပြောကြပါဗျာ။ တောင်တာမြို့နယ်ထနောင်းကုန်းကြေးရွာနေထူးအောင်ခေါင်းဆောင်နဲ့ပြူစောတီအဖွဲ့ကအနီးအနားမှာရှိတဲ့ကြေးရွာတရွာကိုဝင်ရောက်ခိုးယူနေကြောင်းတရင်အရတောင်တာပကဖရဲဘော်များကတိုက်ခတ်ရန်ကင်းပုံးဝေးစောင့်ဆိုင်နေစမှာခက်လန်းလန်းတောဆက်တနေရာမှာလက်နက်ငယ်ပစ်ခတ်တမ်းများကြားခဲ့ရကြောင်းထို့ကြောင့်ရင်းနေရာကိုနေမည်ရှင်းလင်းရေးတွားရောက်စင်းမှာပြူစောတီအချင်းချင်းနှိပ်စက်ကတပ်ဖြတ်ထားတဲ့ရုပ်အလောင်းလက်နက်တို့ကိုတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ဆက်လက်ပြီးသိရှိရတဲ့သတင်းကတော့လူလူကောင်းဆောင်ဒေါ်ဆန်းစုကြည်ကလက်နက်ကင်တော်လန်နေသူများအပေါ်နားလဲစာနာကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်လူလူကောင်းဆောင်ဒေါ်ဆန်းစုကြည်ကအကြမ်းမဖက်ရေးမှုကိုဆွဆွမြဲမြဲကင်ခဲ့ပေမဲ့လက်နက်ကင်တော်လန်နေသူများအပေါ်ကိုနားလဲစာနာမှုရှိကြောင်း NLD ဘ ഹു အလုံမှုဆောင်ဦးဟန်တာမြင့်ကပြောဆိုထားပါတယ်။ ဇွန်လ18ရက်နေ့ Public Voice Television PVTV သတင်းဌာနရဲ့စောင်းပါကဏ္ဍမှာ NLD ဘဟုအလုံးမှုဆောင်ဦးဟန်တာမြင့်ကဒေါ်ဆန်းစုကြည်နဲ့လက်နက်ကင်တော်လန်ကြီးဆိုတဲ့စောင်းပါကိုရေးသားဖော်ပြခဲ့ပြီးရင်းစောင်းပါမှာဦးဟန်တာမြင့်ကအထက်ပါအတိုင်းပြောဆိုရေးသားထားခြင်းဖြစ်ပါတယ်။ဒေါ်ဆန်းစုကြည်အနေနဲ့သူကိုယ်တိုင်ကလက်နက်ကင်တော်လန်ကြီးကိုစွန့်လွတ်ထားခဲ့ပေမဲ့လက်နက်ကင်ပြီးတော်လန်နေသူများအပေါ်စာနာနားလည်မှုရှိတယ်ကိုပြသခဲ့ကြောင်းဦးဟန်တာမြင့်ရဲ့စောင်းပါမှာရေးသားဖော်ပြထားပါတယ်။ ဒေါ်ဆန်းစုကြည်အပေါ်ရခဲ့တဲ့ဦးဆုံးအမြင် first impression ကတော့သူကရွှေပြည်အေးတမလားလက်တွေ့ကြကြစဉ်းစားတတ်သူလားပေါ့နဝတကအာနာသိမ့်ပြီးနောက်ပိုင်းမှာ NLD ကိုဖွဲ့စည်းပြီးခေါင်းဆောင်ပြန်တော်လဲအတိအကဲအနည်းဆုံးဖြစ်အောင်အကြမ်းမဖက်ရေးမူကိုပဲဒေါ်ဆန်းစုကြည်ကဆွဆွဲမြဲမြဲကင်ခဲ့ပါတယ်ဒါပေမဲ့သူပထမအကြိမ်အခြေချုပ်ကပြန်လွတ်မြောက်လာပြီးနောက်လက်ခံပြောကြားခဲ့တဲ့ interview တစ်ခုမှာအနောက်တိုင်းသတင်းစာဆရာတယောက်ကဒေါ်ဆန်းစုကြည်ဟာအကြမ်းမဖက်ခြင်းမူဝါဒကိုမဟာတမဂန်ဒီတို့လိုမပြောင်းလဲပဲကင်ဆွဲထားမဲ့တီလာတစ်ခု Moral imperative အဖြစ်ခံယူထားတာလားလို့ကြောင်ပိတ်မိခဲ့ပေမဲ့အမကတော့ဟုတ်တယ်လို့မပြောခဲ့ပါဘူး။မိမိကိုယ်တိုင်ကလက်နက်ကင်တော်လန်ရေးကိုစွန့်လွတ်ထားပေမဲ့လက်နက်ကင်ပြီးတော်လန်နေသူတွေအပေါ်မှာနားလဲစာနာမှုရှိတယ်ဆိုတာကိုတော့ NLD ကကျင်းပခဲ့တဲ့1998ခုနှစ်ပြည်တော်စုနှစ်အခမ်းအနားမဲတော်ကြီးညာချက်ကိုတရားဝင်ထောက်ခံလိုက်ခြင်းဖြင့်ပြသခဲ့ပါတယ်လို့ဥဟန်တာမြင့်ရဲ့စောင်းပါးမှာရေးသားထားပါတယ်။ဒေါ်ဆန်းစုကြည်အနေနဲ့ပြည်သူလူထုအတွက်မလုတ်ချင်သောအလုပ်များကိုလုပ်ခဲ့ရရမှာ NLD ပါတီကိုပြန်လည်မတ်ပုံတင်ပြီး2012ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်းပြရန်ဆုံးဖြတ်ချက်ချခဲ့ကြောင်း NLD အစိုးရဖြစ်လာချိန်မှာလည်းမလုတ်ချင်တဲ့အလုပ်များကိုဒေါန်ဆန်းစုကြည်လုပ်ခဲ့ရကြောင်း2021ခုနှစ်ဖေဖော်ဝါရီလမှာအာနာသိမ့်မှုကြောင့်လုတ်ခဲ့သမျှအလဟသက်ဖြစ်ခဲ့ရာကြောင်းလူငယ်လူရွယ်များကလက်နက်မကင်လီမဖြစ်တော့တဲ့အတွက်ဤရာတို့များတဲကိုဝင်ရောက်ပူးပေါင်းပြီးစစ်အာဏာရှင်တိုက်ဖြတ်ရေးလုပ်နေရတယ်လို့ဟူဟန်တာမြင့်ကဆက်လက်ရေးသားထားပါတယ်။ လက်နက်ကင်ပြီးမတော်လန့်ရင်မဖြစ်တော့ဘူးတခြားရွေးချယ်စရာလမ်းတွေကလည်းအကုန်ကုန်သွားပြီဆိုတဲ့အထိဖြစ်သွားရတဲ့လူငယ်လူရွယ်တွေဟာလက်နက်ကင်တော်လန့်စဲဖြစ်တဲ့အီယာရိုတွေတဲမှာဝင်ရောက်ပူးပေါင်းပြီးတော့၎င်းတီးတန့်စုစည်းရက်တီလျက်တော့၎င်းမလုံမဖြစ်တဲ့စစ်အာဏာရှင်တိုက်ဖြတ်ရေးကိုလှုပ်ကြရပါတော့တယ်အလားတူပါပဲ2020ရွေးကောက်ပွဲမှာအနိုင်ရထားတဲ့ကိုယ်စားလှယ်များကလည်းပဲ CRPH ကိုဖွဲ့စည်းပြီးနောက် အခြားတော်လှန်ရေးအင်အားစုများနဲ့ပူးပေါင်းက NUG NUCC စသည့်တို့ကိုဖွဲ့စည်းလှုပ်ရှားကြတာဟာလဲမလုံမဖြစ်လို့လှုပ်ကြရတာပါပဲဒီလိုကိုဆန္ဒအပေါ်မှာမတီးပဲမလုံမဖြစ်တဲ့အလို့ကိုလှုပ်ခဲ့ကြရတယ်ဆိုတာကိုအမဒေါ်ဆန်းစုကြည်ကနားလေသဘောပေါက်ထောက်ခံလိမ့်မယ်လို့ကျွန်တော်ကတော့အခိုင်အမာယုံပါတယ်လို့ဥဟန်တာမြင့်ကရေးသားထားပါတယ်စစ်တပ် lobby များနဲ့စစ်တပ်ကငွေကြေးထောက်ပံ့ပေးထားတဲ့မီဒီယာအမိခံ lobby များကတော့ ဒေါ်ဆန်းစုကြည်အနေနဲ့ CRPH NUG တို့ကိုမသိရှိဟုစစ်ကောင်စီတရားရုံးမှာထွက်ဆိုထားတဲ့အတွက်ကြောင့် NUG နဲ့ CRPH ကိုဒေါ်ဆန်းစုကြည်ကမထောက်ခံဆိုတဲ့လိန်လေဝါဒဖြန့်မှုများကိုစစ်လော်ဘီ Telegram Channel များမှာအလုံးအင်းနဲ့ယခုရက်ပိုင်းဖြန့်ဝေဝါဒဖြန့်လျက်ရှိနေပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့ပလဲမြို့နယ်ကန်တောင်ရဲစခန်းသိမ်းတိုက်ပွဲမှာစစ်တပ်ဘက်မှ40ကြော်ခန့်တိုက်ဆုံပြီးလက်နက်ခဲယံတချို့တင်းစဲရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ် စကိုင်းတိုင်းပလဲမြို့နယ်ကန်တောင်ရဲစခန်းသိမ်းတိုက်ပွဲမှာအကြမ်းဖက်စစ်တပ်ဘက်မှ40ကျော်ခန့်သေဆုံးခဲ့ကြောင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် People's Liberation Army PLA မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။ဇွန်လ19ရက်နေ့နနက်6:40မိနစ်အချိန်စကိုင်းတိုင်းပလဲမြို့နယ်မှာရှိတဲ့ကန်တောင်ရဲစခန်းကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ဦးဆောင်မှုနဲ့တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များကသိမ်းပိုက်နိုင်ခဲ့ကြောင်း ကန်တောင်ရေစကန်ကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကဇွန်လ2ရက်နေ့မှာစတင်ထိုးစစ်ဆင်ခဲ့ပြီးရက်တရက်ပတ်နှစ်ပတ်ကျော်အကြာဇွန်လ19ရက်နေ့မှာအောင်မြင်စွာတိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရန်သူဘက်ကတိတ်ဆုံးမှုစရင်တွေတော့အတိအကျမသိရသေးဘူး။အနည်းဆုံးရန်သူဘက်က40ကျော်တိမ်မယ်လို့တော့မှန်းထားတာပေါ့။စရင်အတိအကျတော့အတိမပြုတ်နိုင်သေးဘူးလို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People's Liberation Army PLA မှတာဝန်ရှိသူကပြောဆိုပါတယ်။ ကန်တော့ရဲစကန်သိန်းတိုက်ပွဲမှာစစ်ကောင်စီကလေချောင်းပစ်ကူဒရဇက်ပေးခဲ့ပြီးအပြင်းထန်ခုခံခဲ့ကြောင်းဇွန်လ2ရက်နေ့မှာစကန်သိန်းနိုင်ခဲ့တဲ့ဇွန်လ19ရက်နေ့အထိလေချောင်းတိုက်ခိုက်မှုအကြိမ်200ကျော်ပြုလုပ်ခဲ့ပြီးဘုံသီးအလုံးရေ900ကျော်ကျဲချခဲ့ကြောင်း Jet Fighter များဝိုင်းတွဲဘုံကျဲလေယာဉ်များအပါအဝင် MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့စစ်တပ်လေဒီများနဲ့လည်းလာရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ကန်တော့စကန်သိန်းတိုက်ပွဲအတွင်းဇွန်လ10ရက်နေ့နေ့လယ်12:55မိနစ်အချိန်မှာ တိုက်ပွဲကိုလေကြောင်းပစ်ကိုလာပေးတဲ့စစ်ကောင်စီရဲ့ F7 Chandu-G7 အမျိုးအစားတိုက်လေယာဉ်တစ်စီးကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကပစ်ချနိုင်ခဲ့ပြီးလေယာဉ်ပြတ်ကျသွားကလေယာဉ်မှုလည်းထိ송သွားခဲ့ကြောင်းသိရှိရပါတယ်စစ်ကောင်စီကကန်တောင်ရေစကန်မကျစေရေးအတွက် လေချောင်းပစ်ကူအမြောက်အများအပြင်မြေပြင်စစ်ကူစစ်ချောင်းများလက်နက်ခဲရဲများရိတ်ခါများလည်းပေးပို့ပေးခဲ့ကြောင်းအထူးအားဖြင့်ကန်တော့ကြေးရွာနဲ့တုံးမိုင်ခန့်ကွာဝေးတဲ့စစ်ကောင်စီပြည်သူစစ်ပြူစောထီးများအခြေဆိုင်ရာအင်မတီရွာကို MI 17ရဟတ်ရင်နဲ့အကြိမ်ကြိမ်စစ်ကူပို့ခဲ့ကြောင်းအမတီယောမထွက်လာတဲ့ပြူစောတီနဲ့စစ်ကောင်စီပူပေါင်းစစ်ကိုစစ်ကြောင်းများကိုပြည်သူလွတ်မြောက်ရေးတပ်မတော် PLA နဲ့မဟာမိတ်တပ်ပေါင်းစုများကစစ်ကြောင်းပြတ်သည့်အထိအောင်မြင်စွာတိုက်ခိုက်ဖျက်တောက်ထားနိုင်တဲ့အတွက်ကန်တောက်ကိုစစ်ကူများမရောက်နိုင်ပဲရှိခဲ့ကြောင်းသိရှိရပါတယ်။ ကန်တော့ရေစကန်မှာရှိတဲ့ကုရကေရမဲ့တဲ့စစ်ကောင်စီစစ်သားများမှလည်းစစ်ကူလာတဲ့အချိန်တိုင်းတက်လန်ကြခဲ့ကြောင်းစစ်ကောင်စီကလေကြောင်းမှဝိုင်းတွဲလေရင်နဲ့ကန်တော့ရေစကန်ကိုရိတ်ခါတော့များခဲရမ်းများချပေးခဲ့ပေမဲ့လည်းစစ်ကောင်စီစစ်သားများလာရောက်ယူဆောင်ချိန်မှာပြည်သူလူမျိုးရေးတက်မတော်ရဲဘော်များကပြစ်ခတ်ဟန်တာခဲ့တဲ့အတွက်ရိတ်ခါတော့များခဲရမ်းတို့များစကန်တဲတို့မရောက်ရှိနိုင်ခဲ့ပါဘူးယခုသိမ့်ပတ်ရရှိတဲ့ကန်တော့ရေစကန်ဟာအချက်အချာကြတဲ့အာဆီယံလက်မကြီး ပလဲကန်ကိုလမ်းပိုင်းပေါ်မှာတည်ရှိပြီးယင်းလန်းဟာအိန္ဒိယနိုင်ငံအထိတွာလာနိုင်တဲ့မဟာပြူဟာအရအလွန်အရေးပါတဲ့နေရာဖြစ်ကြောင်းဒါအပြင်ကန်တောင်မှအနောက်မြောက်ဘက်မိုင်30ကျော်အကွာမှာစစ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပဆာ23တည်ရှိပြီးအနောက်တောင်ဘက်35မိုင်ခန့်မှာတော့ကပ္ပဆာ24တည်ရှိကြောင်းသိရှိရပါတယ်ကန်တောင်ရေစကန်ပလဲမျိုးမှာရေစကန်ပြီးရင်ဒုတိယအကြီးဆုံးရေစကန်ဖြစ်ပြီးဘန်ကာများမိုင်းခွေးများဂရုတ်ချင်းများနဲ့ခန်းစစ်အထက်ထက်ပြင်ဆင်ထားတဲ့တပ်စကန်တစ်ခုဖြစ်ကြောင်း ကန်တောက်စကန်သိန်းတိုက်ပွဲမှာပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှအမျိုးသမီးရဲဘော်များကလည်းရွရွချွန်းချွန်းပါဝင်ကတိုက်ပွဲဝင်ခဲ့ကြောင်းသိရှိရပါတယ်။ကန်တောက်ရဲစကန်ကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA မှသိမ်းပိုက်ရမှာမြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ရင်းမာပေခရိုင်အမတ်၁၁တရင်ကျစ်တင်တက်မတော်ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF တောင်းနဲ့နေစည်းမချပျောက်ကြားတပ်ဖွဲ့နဲ့အညာမြေတပ်ပေါင်းစုတို့ကလည်းပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်ပြည်တွင်ပြပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာချမ်းမြေ့ကြပါစေခင်ဗျာ